ဘုန်းကြီးတို့တွေနားမယောင်ကြဖို့အရေးကြီးတယ်။ဘုန်းကြီးတို့ငယ်ငယ်တုန်းကလည်းဟာရီမန္တလေးမှာပဲမှတ်မိသေးတယ်။ယက်စီအထူးကဆရာဝန်တယောက်ကိုတောက်ပြ။သူကဗုဒ္ဓဘာသာမဟုတ်ဘူးဘာသာခြား။ဘုန်းကြီးတို့ကငယ်သေးတော့ဘာသာတရားကြောင်းလည်းကောင်းအောင်မသိသေးဘူးပေါ့နော်။သူကဘာတွေပြောတော့ဆိုလောကမှာဖျားဆိုတာတဆူတည်းပဲရှိတယ်။ သူပြောလို့တဲ့ဖရာဂေါတမဗုဒ္ဓကပြောတာမဟုတ်เนาะကဘာမှာဖရာဆိုတာတဆူလေးပဲရှိသူတို့ပြောကျင်တဲ့ဖရာဘာလို့ဆိုဂေါဆိုတဲ့ဖရာပဲပေါ့အဲ့ဒီဂေါဆိုတဲ့ဖရာကိုမြင်ဘူးတဲ့ပုဂ္ဂိုလ်လူမှမရှိဘူးเนาะအဲ့ဒီဖရာကလည်းတခါမှသူတို့ကိုတရားဟောတာလည်းမရှိဘူးအေးတဆင့်ကနေပြီးတော့ ဖရာသခင်ကပြောတယ်ဖရာသခင်ကပြောတယ်ကဲဖရာသခင်ကပြောတာဘယ်သူကြားတယ်လဲလို့မေးလို့ရှိရင်ဘယ်သူမှကြားတဲ့လူမရှိဘူးเนาะအစင်းစင်းပြောလာတာနောက်ဆုံးမှာဘာမှမရှိတော့ဘဲနဲ့ဟိုထိုးဒီဟိုလက်ညှိုးထိုးဒီလက်နဲ့ထိုးနဲ့နောက်ဆုံးကြတော့မရှိတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲတရားခံလက်တယ်ရှာမရေးတဲ့ရှာမရတဲ့လမ်းကြောင်းပေါ်ရောက်သွားတာပဲ ဘယ်တော့မှမဆုံးနိုင်တဲ့အစဉ်အဆက်ကြီးတစ်ခုကိုပဲပြောမယ်ဘယ်သူမှသိတာမဟုတ်ဘူးဘုန်းကြီးတို့တွေကိုးကွယ်နေကြတဲ့ဘုရားမြတ်စွာဆိုတာဒါမျိုးမဟုတ်ဘူးလေလူသားတွေကတရားကျင့်ပြီးတော့ထူးထူးခြားခြားအသိဉာဏ်တွေရလို့မှန်ကန်တဲ့လင်းစင်တစ်ခုကိုချက်မှတ်ပြီးဒုက္ခအဆုံးသတ်ရေးကိုဟောပြောတာအဲ့တော့ယုံကြည်စိတ်ချသူပြောတာလည်းမဟုတ်ဘူးကိုပြောတာလည်းမဟုတ် ရသဗျာသခင်ကိုယ်တော်မြတ်ကအတိအကျဟောထားရှိတယ်လေတယံအဘိညာသစ္စိကတဝပဝေတိမိကိုယ်တိုင်သိပြီးတော့ကိုယ်တိုင်လက်တွေ့ရှင်သုံးပြီးတော့မှအတွေ့အကြုံတိုင်ဟောပြောတာပါတဲ့အစင်လာ tradition ကိုဟောပြောတာလည်းမဟုတ်ဘူးစာအုပ်ထဲပါလို့ဟောတာလည်းမဟုတ်ဘူး စိတ်ကူးပြီးတော့အကြံရလို့ဟောတာလည်းမဟုတ်ဘူးတဲ့။ဟောတစ္ဆေသကဘယ်တမန်ကပြောလို့ဆိုတာမျိုးလည်းမပါဘူးဒီထဲမှာเนาะ။အဲ့တော့လက်တွေ့ကျင့်သုံးနေမြတ်စွာဘုရားကိုယ်တိုင်ကိုကအမခန့်ကျက်ပေးတယ်လေ။ဒီတရားတွေဟာတဲ့ငါဟောတဲ့အတိုင်းလိုက်တာကျင့်သုံးမယ်ဆိုရင်ပန်ဒိဋ္ဌိကောမင်းတို့ကိုယ်တိုင်သိနိုင်တယ်လို့ဆိုတာ။ဒီတဲ့ကောင်းတဲ့ guarantee ပဲမှရှိမှာပေါ့။ ကိုယ်တိုင်လုပ်ကြည့်ရင်ကိုယ်တိုင်ရတယ်ဆိုတာ guarantee ရှိတာပဲပေါ့အဲ့တော့အဲ့ဒါကြောင့်မို့ဒီသာသနာကိုနေယာနိကသာသနာလို့ခေါ်တာအဲ့ဒါခါတလေအတန်တူတာတွေအခုခေတ်မှာတော်တော်များတယ်သူကလည်းသာသနာငါလည်းသာသနာသူကလည်းသာသနာရေးငါလည်းသာသနာရေးနော်သူကလည်းဖယားငါလည်းဖယားဖယားဆိုတာတူတူပါပဲလို့ပြောလို့လည်းပြောတယ်ဩဥပုသ်ဆောင်တယ်သူလည်းဥပုသ်ဆောင်တယ်ကိုယ်လည်းဥပုသ်ဆောင် ဘုန်းကြီးတို့တွေတတိထားရမှာကအတန်တူပေမဲ့လို့အဆန်တူရလားဆိုတာကိုတတိထားဖို့လို့တော့အဲအမှန်ကတော့တူလိမ့်မယ်သူကလည်းကမ္မထာအထုတ်တယ်ကိုကလည်းကမ္မထာအထုတ်သူကလည်းပရိစိတ်မယ်ကိုကလည်းပရိစိတ်သူကလည်းဖရာကုံတော်ပွားတယ်ကိုကလည်းဖရာကုံတော်ပွားတယ်ဟောတေချာကြည့်ရင်တမ္မမသိတဲ့ပုဂ္ဂိုလ်တွေကတော့ဘာသာတရားအတူတူပဲလို့ဒီလိုသွားတယ် အမတမကွဲပြားခြားနာမှုတွေအခြေခံကွဲပြားခြားနာမှုမသိလို့ရှင်ရောရောင်ပြီးတော့ဘာသာတရားဆိုတာတူတူပါပဲလို့လုံးတဲ့ထဲမှာဟာဟုတ်နိုးနိုးလို့ထင်ပြီးတော့သွားလုံးပြီးလို့ရှင်ဒုက္ခတွေရောက်မယ်အဲ့တော့လုံးဝမတူအနစ်တာရာပိုင်းကိုကြည့်ရမယ်လုံးဝမတူဥပုသ္စောင်းနာလေးတစ်ခုပဲကြည့်လေဥပုသ္စောင်းနာလေးပဲတစ်ခုကြည့် ဘုန်းကြီးတို့ဟောထားတာရှိတယ်ဥပုသ္စောင့်ခြင်းအဓိပ္ပာယ်ဆိုတာအရင်ကဟောထားဘူးလေအဲ့ဒီဥပုသ္စောင့်နယ်ဆိုတာကောကအမ္မတမကွာချားတယ်ဘုရားဘာသာတွေဥပုသ္စောင့်နယ်ဆိုတာကိုချင်းတရားနဲ့နေထိုင်ခြင်းလို့အဓိပ္ပာယ်ရကိုချင်းတရားကိုကျင့်သုံးပြီးနေထိုင်ခြင်းလို့ဥပုသ္အစာမစားရုံတက်တက်မဟုတ်ဘူးလူတွေကညနေစာထမင်းမစားတာလေးကိုဥပုသ္လို့ထင်းနေတာ နော်ခိုးစားနေဘယ်လိုလုပ်အဲ့တော့ညာနေစားလေးဥပုပ်မစားတာကိုဥပုပ်ခေါ်တာမဟုတ်ဘူးနော်ကိုစောင့်တည်ထားတဲ့ကိုချင်းတရားကိုရဲ့ဘောင်းတောင်းလောက်ထားတာပေါ့လေထိတ်ထန်ထားတာဒီကနေ့ဖြင့်ငါဘာမလုပ်ဘူးဘာမလုပ်ဘူးဘာလုပ်တာကရှောင်းမယ်ဆိုတဲ့အဲ့ဒီရှောင်းခြင်းနဲ့အချက်တွေကိုလိုက်ကြည့်စစ်ပါတိလဥပုပ်ဆောင်ထားတယ်ဆိုတော့လိုက်ကြည့် ဒီကနေ့သူများတဲ့တတ်ချင်းမှရှောင်းမယ်သူများဥစ္စာခိုးချင်းမှရှောင်းမယ်မမြတ်သောမေရုံချင်းမှရှောင်းမယ်ဆိုရက်ဒီကျင့်စဉ်တွေကိုလိုက်ကြည့်မယ်လို့ဆိုလို့ရှိရင်ညာနာပုဂ္ဂိုလ်တွေကျင့်တဲ့အကျင့်တွေဒါညာတာမန်ပုဂ္ဂိုလ်တွေကျင့်မှုခက်တယ်လေအဲ့ဒါလို့ညာနာတွေကျင့်တဲ့အကျင့်မျိုးကိုဒီကနေ့တရက်တာလေးတို့တွေကျင့်လိုက်ရပြီဆိုတဲ့ဟာဘလောက်မွန်မြတ်တယ်လေ တတလုံးမလုံးနိုင်တော့မှတရက်လောက်လုံးလိုက်တယ်ဆိုတာအလွန်မမြတ်တယ်လေအေးအစာငတ်ခံရုံတက်တဲ့ဥပုသ္ဆောင်တာမဟုတ်ဘူးအစာမစားဘူးဆိုတာဟာဘုရားဘာသာရေးအစာမစားဘူးဆိုတာအငတ်ခံတာမဟုတ်ဘူးမနဲ့မှာဝါအောင်စားထားတာဆယ်နှစ်နိုင်ဟိုဘက်မစားဘူးဆိုတာဘာတော့မအိတ်ချင်တော့ဘူးအစာအတွက်အလုံးမရှုပ်တော့ဘူး အလုံးမရှုပ်တော့ဘာလို့လုံးတရားနှလုံးသွင်းနိုင်တယ်ပို့ပြီးတော့စိတ်ထဲကစိတ်ရဲ့အညစ်အကြေးတွေကိုတန့်ရှင်းအောင်လုပ်နိုင်တယ်။အော်တရားနှလုံးသွင်းခြင်းဖြင့်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့စိတ်ရဲ့အညစ်အကြေးတွေကိုတန့်ရှင်းရလို့အဲ့ဒါဟာတကယ်ဥပုံရဲ့အနှစ်သာရ။အဲ့တော့သူလည်းဥပုံဆောင်တယ်ကိုလည်းဥပုံဆောင်တယ်ပြောမယ်ဆိုလို့ရှိရင်အနှစ်သာရချင်းတူရလားတိုက်ချီပေါ့။ မတူဘူးဆိုလို့ရှိရင်အတ္တနာတူတာအဲ့ဒါကြောင့်မို့လို့သာသနာတော်မှာဒီဗုဒ္ဓမြတ်စွာရဲ့သာသနာကိုနေယနိက သာသနာလို့ခေါ်တယ်။လှုပ်ရင်လှုပ်တဲ့အတိုင်းဖြစ်တဲ့သာသနာ။အဲ့ဒါကြောင့်မို့လို့ကိုယ့်ရဲ့သာသနာရဲ့အနှစ်သာရကိုသိဖို့အမတန်မှအရေးကြီးတယ်ပေါ့။အနုမို့ဆိုလို့ရှိရင်အနှစ်သာရကိုမသိလို့ရှိရင်ဒီကနေ့ခင်မှာ ဘာသာတရားတွေရောရောင်ပြီးတော့ဟိုလူကလည်းဒါဒီလူကလည်းဒါဆိုဟုတ်လို့ထင်းနေတာကြတယ်ပေါ့မတည်ဘူးဘူးသူတို့မှလည်းဖះရှိတယ်သူတို့မှလည်းတရားရှိတယ်သူတို့မှလည်းတန်ခါရှိတယ်ဘုံကြီးရှိတယ်နဲ့ဆိုပြီးတော့ဟုတ်ကလားအေတူလားလို့ဆိုရင်အလွန်ကွာခြားတယ်အနှစ်သာရချင်းဒါကြောင့်မလို့အတန်တူပြီးတော့ဒီလိုအနှစ်သာရချင်းမတူတဲ့အခြေအနေတွေကိုအခုမှ ြောပြရတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်ကလည်းပဲဒီလိုပဲလို့လဲတူတူပါပဲလို့ပြော အခုကဘာကြီးမှာဘာသာတရားတွေ क्वे ပြားနေတာအကြောင်းမှန်ကိုမသိလို့ क्वे ပြားနေတာအကြောင်းတရားရှာတဲ့အခါမှာမတူညီမှုကြောင့်ဘာသာတရားတွေ क्वे ပြားနေတာကြည့်လေအကြောင်းတရားဘယ်လိုရှာတော့ကဘာကြီးကဘာကြောင့်ဖြစ်လာလူတွေကဘာကြောင့်ဖြစ်လဲဘယ်ကရောက်လာဟောစဉ်းစားကြမယ်လေကဘာကြီးကဘာကြောင့်ဖြစ်လာလဲလူတွေကဘယ်ကရောက်လာတာလဲရှားတတ်တော်တွေကဘယ်ကရောက်လာတာ အကြောင်းတရားရှာတဲ့အခါကျတော့တကယ်အစစ်မှန်အကြောင်းတရားသည်တိတ်ပြီးတော့နက်နဲလို့လက်လန်းမမီတော့မမြင်နိုင်ဘူးမမြင်နိုင်တော့ဘာသွားတွေးတော့ဆိုရင်သာဝရဘုရားကြီးဖန်ဆင်းလို့လို့ဆိုတဲ့အကြောင်းတရားပြောတော့တာဒါလွယ်လွယ်နဲ့အကြောင်းရှာလိုက်တာတကယ်ဟုတ်လားလို့ဆိုတော့မဟုတ်ဘူးဆံရအကြောင်းတရားတွေရှိတယ် လောကကြီးမှာကဘာကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်တတ္တလောကကြီးမှာလည်းဆံရအကြောင်းတရားတွေရှိတယ်ဩကတလောကကြီးမှာလည်းပဲဆံရအကြောင်းတရားတွေရှိတယ်သူဆံရအကြောင်းတရားတွေကြောင့်ဖြစ်နေတယ်အဲ့ဒီမှန်ကန်တဲ့ true cause ကို ရှာပြီးတော့မတွေ့သည့်အတွက်ကြောင့်ဟောသာဝရဘုရားဖန်ဆင်းလို့ကဘာကြီးဖြစ်လာရတယ်လူသားတွေဖြစ်လာရတယ်ဆိုတဲ့အယူမှန်ရွဲ့တဲ့အယူဆက်တည်းပေါ်လာအဲ့ဒါကိုဝိတမဟေတုဒိဋ္ဌိလို့ခေါ်တယ် မမမကန်တွေးခေါ်လာတဲ့အမြင်တစ်ခုမဟုတ်ဖဲနဲ့ဟုတ်တယ်ထင်ရင်အမှားပဲလေဒါမဖန်ဆင်းမဲ့နဲ့ဖန်ဆင်းတယ်လို့ထင်ရင်အမှားပဲဟောတကယ်ဖန်ဆင်းတာမှမဟုတ်ပဲအဲ့ဒါမှာဝိသမဟိတုဒိဋ္ဌိတဲ့အဲ့ဒါကိုလက်ခံသူရှိတယ်လို့လက်မခံတဲ့လူလည်းရှိတယ်တချို့ကြတော့ အလေးမစဉ်းစားလို့ဘူးအကြောင်းလည်းမရှာလို့ဘူးကြတော့ဘာပြောတော့ဆိုရင် costless ဘာကြောင့်မှမရှိဘူးသူကသူဖြစ်တာလို့ပြောကြတယ်အဟိတုကဒိဋ္ဌိလို့ခေါ်တယ်ကြောင်းဖြစ်နေတယ်အဲ့ဒါကိုဝိသမဟိတုဒိဋ္ဌိလို့ခေါ်တယ်အကြောင်းကိုလက်မခံဘူးအဟိတုကဒိဋ္ဌိ သူ့ဟာသူဖြစ်ချင်လို့ဖြစ်တာဘာကြောင့်မှမရှိဘူးလို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တစုကပေါ်လာ။ဩဒီအကြောင်းတရားရှာရင်းနဲ့မှန်ကန်တဲ့အကြောင်းကိုရှာမတွေ့နိုင်သည့်အတွက်ကြောင့်ဘာသာတရားတွေကွဲပြားခြားနားသွားတယ်။မြတ်စွာဘုရားကအကြောင်းတရားကိုရှာပြတယ်။ဘာနဲ့ရှာပြပဋိစ္စသမုပ္ပါဒ်နဲ့ရှာပြ။သစ္စာ၄ပါးနဲ့ရှာပြ။မှန်ကန်တဲ့အကြောင်းတရားကိုမြတ်စွာဘုရားကအကျဉ်းအားဖြင့်ဘာကိုဟောတော့သစ္စာ၄ပါးခေါ် လောကကြီးတတ္တလောကကြီးတစ်ခုလုံးကိုမြတ်စွာဘုရားကဘာလို့နာမည်ပေးလိုက်တော့ဒုက္ခလို့နာမည်ပေးလိုက်တာနော်ဒုက္ခဆိုတဲ့အဓိပ္ပာယ်ကဆင်းရဲတာလို့ပြောတာမဟုတ်ဘူးဒီနေရာမှာဒုဆိုတာဆက်ဆုပ်မုန်းတီးเสียအကောင်းပြီးခဘာမှမရှိဘူးလို့ပြောအဲ့ဒီအဓိပ္ပာယ်နဲ့ပြောတာဒုရဲ့အနက်ကခုတ်စိတမမှန်ကန်သည့်အတွက်ယုံမုန်းเสียကောင်းတယ် ခါကထင်တဲ့အတိုင်းတခုမှမဟုတ်ဘူးလို့ပြောထင်ထားတဲ့အတိုင်းတခုမှမရှိတာဒါကြောင့်မလို့ဒုက္ခကိုဒီနေရာမှာ suffering လို့မပြန်ညာဘူးတော်တော်များများကတော့ suffering လို့ပြန်ညာတယ်မှန်ကန်တဲ့အတိပ္ပယ်ကိုမရောက်နိုင်ဘူးအဲတချို့ကပြောင်းပြီးတော့ပြုပြန်လို့ဆို unsatisfactoryness ကျင့်နေဆရာမကောင်းဘူးလို့ဒီလိုပြန်နည်းနည်းတော်သေးတယ် ဆဖားရင်တို့ပြန်ရင်လူတွေကအတွေးခေါ်ဘလို့ဖြစ်ကုန်လို့ဆိုအေးချမ်းသာတာတွေလည်းကုန်ဒုက္ခဝါတွေလည်းဒုက္ခဒုက္ခပဲရှိတယ်ဆိုတော့ဘုရားဝါရကဒုက္ခကြီးကိုကြည့်နေတဲ့ဝါရကြီးလို့ဆိုပြီးပက်စမစ်ဇင်လို့ထင်မှားကုန်ကြတာအဆိုးမြင်ဝါရကြီးလို့ဒီလိုထင်နေကြကြမဟုတ်ဘူးအဲ့ဒါနော်အဆိုးမြင်ဝါရကြီးအဖြစ်ယူဆလာကြတကယ်တော့မြတ်စွာဘုရားကဒုက္ခလို့ဟောတာဒီစကားလုံးရဲ့အဓိပ္ပာယ်ကသူ့ จิตนัสเสียမကောင်းဘူးခထင်တဲ့အတိုင်းတခုမှမရှိဘူးမယောက်ျားလို့ထင်တယ်မရှိဘူးယုံတဲ့နာမရှိနေတယ်မိမလို့ထင်တယ်ယုံတဲ့နာမရှိနေတယ်သူလို့ထင်နေတယ်မရှိဘူးငါလို့ထင်နေတယ်မရှိဘူးတကယ်ရှိနေတာယုံတဲ့နာမရှိတယ်ဟာဒီ illusion ကိုဖြစ်ပေါ်စေတတ်လို့ဒါကိုဒုက္ခလို့ဒီလိုသတ်မှတ်တာ